မင်္ဂလာပါရှင်။ရန်ကုန်တိုင်းစီရေ၄စင်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးထပ်ပောင်းတင်ဆက်ပေးခြင်းနဲ့သတင်းရအကြောင်းအရာတွေကတော့အီဘရာဆန်ရင်ညိုစေးများတွင်စံချန်းအုပ်စုအလုံးဈေးချစိမ့်ဆိုတဲ့သတင်း ချောင်းမိသားစုဝင်များကိုရှာဖွေရန်အဖွဲ့ကြီးလိုအပ်ပါကမြန်မာနိုင်ငံတက်ချင်ဒီအသင်းတို့ဆက်သွယ်နိုင်ဆိုတဲ့သတင်းမန္တလေးမြို့၌ဂျပန်အပါအဝင် နိုင်ငံတကာမှယာယီစေးရုံများဖွင့်လည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံလေးနဲ့ 2025ပထမ3လအတွင်းတက်စလာလျှက်စစ်ကားရောင်းချမှု73ရာခိုင်နှုန်းနီးပါအကျဆင်းဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုံအနေနဲ့ဧပြီလဆန်ရည်ညွှန်းဈေးများတွင်စံချမ်းအုပ်စုအလုံးဈေးချစင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စီးပွားရေးနှင့်ကုသရန်ဝယ်ရေးဝန်ကြီးဌာနစားသုံးသူ ရေးရာဦးစီးဌာနမှထုတ်ပြန်တဲ့ဧပြီလအတွက်တင့်တင့်မြတာသောဈေးကွက်ဈေးနှုန်းဆိုင်ရှင်ညွန်ဈေးနှုန်းတွေကိုထုတ်ပြန်ရှာမှစံချမ်းအုပ်စုအလုံးဈေးချစင်ခဲ့တာကိုသိရှိရပါသည်။အဒီလိုထုတ်ပြန်တဲ့ဈေးနှုန်းတွေအရာ ငစိရာကျော်ကရင်မအပါဝင်ပြည်ပတင်ဖို့ထဲစံချန်းအုပ်စုဝင် ကီလို90ပေါင်း25မှတ်တန်စံတအိတ်ကို78000နှုန်းအထိကျဆင်းခဲ့ပြီး25မှတ်တန်စံတအိတ်ကို79000နှုန်းအထိ9မှတ်နဲ့စဲမှတ်တန်စံတအိတ်ကို71000နှုန်းအထိဈေးနှုန်းအသီးသီးကျဆင်းခဲ့ပါသည် ပြပတင်ဖို့ထားအပြင်ပြည်တွင်းမှာပါစားသုံးထည်စီယာငွေတိုးအပါဝင် အရေအသွေးတင်တင်ကောင်းမွန်ထည်ငါးမှတ်နဲ့ဆဲမှတ်တန်းစံတဲ့အိတ်ကိုချက်လေးထောင်နှုံးပြည်တွင်းစားသုံးထည်စံချမ်းအုပ်စုဝင် ရွှေသွဲအညာသားအပါဝင်စံများမှာကီလို90ပါငါးမှတ်နဲ့ဆဲမှတ်တန်းစံတဲ့အိတ်ကိုချက်2ထောင်နှုံးချဆင်းလာခဲ့ပြီးကျန်းစံအုပ်စုထွေကားတော့ရခင်လာအတိုင်းပဲဈေးတွေဆက်လက်တည်ရှိနေပါသေး။ လာစင်ထုတ်ပြန်တဲ့ရှင်ညောစေနှုံစည်းကမ်းချက်တွေနဲ့အညီရောင်းချချဖို့နဲ့ဈေးနှုံပိုးမြင့်တဲ့ရောင်းချထားအရေးအသွေးမမတ်မကန်ရောင်းချထားလိုက်နာဆောင်ရွက်မှုမရှိတာအပေါ်အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေပုံမှန်၅အရာတရားစွဲထားဗန်ငွေနဲ့အခွန်ငွေသတ်မှတ်ပေးဆောင်စေတာစတဲ့ထိရောက်စွာအရေးယူထားတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့်ဆန်ဆက်ဆန်အယောင်ဆိုင်ကုန်သည်ထွေးနဲ့ဆန်လုပ်ငန်းရှင်ထွေးအလေးအနက်ထားပြီးလိုက်နာဆောင်ရွက်ဖို့အတိပေးထားပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ငလင်းချောင်းမိသားစုဝင်များကိုရှာဖွေရန်အကူအညီလိုအပ်ပါကမြန်မာနိုင်ငံချက်ချင်းဤအသင်းတို့ဆက်သွယ်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ငလင်းချောင်းပြောင်းဆုံးနေတဲ့မိမိချစ်ခင်ရတဲ့မိသားစုဝင်တွေကိုရှာဖွေဖို့အကူအညီလိုအပ်နေခဲ့ပါကမြန်မာနိုင်ငံချက်ချေနေတဲ့အသင်းကိုဆက်သွဲနိုင်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံချက်ချေနေတဲ့အသင်းနဲ့ ICRC အဖွဲ့တွေက လက်နက်ကိုင်ပရိပခါထွေးချောင်းဖြစ်စေအခြားသောအကြမ်းဖက်မှုအခြေအနေထွေးချောင်းဖြစ်စေတဘာဝဘေးအန္တရာယ်ထွေးချောင်းဖြစ်စေရွှေ့ပြောင်းနေထိုင်မှုချောင်းဖြစ်စေမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့သူတွေပျောက်ဆုံးသွားတဲ့ ဲ့သူတွေကိုရှာဖွေခြင်းအဆက်အသွယ်ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးခြင်းနဲ့မိသားစုတွေပြန်လည်ပေါင်းစုံနိုင်စေဖို့လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။မက်ရှလာ28ရက်မှစကိုင်းမန္တလေးနဲ့နေပြည်တော်အပါအဝင်မြမနိုင်ငံအလဲပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှဖြက်စီးအကြီးငလင်လှုပ်ခတ်ခဲ့တာကြောင့်ပြက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ကလူထောင်ပေါင်းများစွာအသက်တေဆုံးခဲ့ရပြီးတော်တော်များများလည်းပျောက်ဆုံးနေခဲ့ပါတယ်။ ဒါကြောင့်လောလောလတ်လတ်ဖြစ်ပွားခဲ့တဲ့ငလှင်ကြောင့်မိမိချစ်ခင်ရတဲ့မိသားစုဝင်တွေကိုရှာဖွေဖို့အခုအညီလိုအပ်နေခဲ့ပါကမြန်မာနိုင်ငံချက်ချေနီရဲ့အသင်းရဲ့မိသားစု ပြန်လည်ဆက်သွယ်ပေးရေးဌာနအရေးပေါ်ဖုန်းနံပါတ်39 9999 3939တို့ဆက်သွယ်နိုင်တယ်လို့သိရပါတယ်ရှင်ဆက်လက်ပြီး န္တလေးမြို့၌ဂျပန်အပါအဝင်နိုင်ငံတကာမှယာယီဆေးရုံများ ဖွင့်လှစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရှိငလင်ဘေးတန်အတင်ပြည်သူတွေကိုစက်ပါရေးစောင့်ရှောက်ထားပေးအပ်နိုင်ရေးအတွက်နိုင်ငံတကာကဆေးပညာရှင်အဖွဲ့တွေအပြင်ပြည်တွင်းကဆေးပညာရှင်အဖွဲ့တွေကယာယီစင်တာနဲ့ဆေးရုံတွေတည်ဆောက်ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ အဆိုပါဆေးကုသနိုင်တဲ့နေရာတွေကတော့အထွေထွေယောဂါကုဆရာဝန်များအဖွဲ့က အခမဲ့ဆေးတကတူမန္တလေးကိုလမ်း80နဲ့39လမ်းကအလကားနှင့်အထကားနှင့်ကျောင်းဝန်းမှစကိုင်းအခမဲ့ဆေးခန်းမန္တလေးကျောင်းဝတ်နောက်ဖက်တွင်မြန်မာနိုင်ငံချက်ချင်းနေရာတွင် MRCS ကပနမကျမ်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ရွေးလျားဆေးကုသခန်းမိုဘိုင်းကလင်းနစ်တွေကိုဖွင့်လှစ်ပေးထားပါသည် ထားအပြင် China Medical အသင်းကိုလမ်း30 92လမ်းနဲ့83လမ်းချောင်း India Medical အသင်းကိုမူချမ်းမြာသားစီလေးရင်ကွင်းအဟောင်း Russia Medical အသင်းကို68လမ်းနဲ့108လမ်းထောက်မှရှိတဲ့မန္တလေးသီရိဘောလုံးကွင်း ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ့ကယာယီဆေးရုံခိုးထော်မန္တလေးမြို့ထော်စီပင်သားရရေးကော်မတီရုံ26လမ်း83လမ်းနဲ့82လမ်းချာမှဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အတိလိုဖွင့်လင်းထားတဲ့နိုင်ငံတကာယာယီစင်တာနဲ့ဆေးရုံထွေမှ ခွဲစိတ်ခံအသေးစားထွေလည်းပါရှိထားကြောင်းအမန်ချက်စီကိစ္စတော်များများကုသပေးနိုင်တဲ့အပြင် စကားပြန်တွေထားရှိပေးထားကြောင်းအဆင်ပြေတယ်လို့ငလင်းပေးချောင်းနိုင်ယိုချိုပြီးအဆုတ်သွေးခဲလူနာကိုတွားရောက်ကုသပေးတဲ့လူနာရှင်ကပြောပါတယ် အဆိုပါယာယီဆေးရုံထွေထဲကတခုဖြစ်တဲ့ JDR ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ့ကဖွင့်လင်းတဲ့ယာယီဆေးရုံမှာထော့ X-ray ရိုက်ထား ultrasound ရိုက်ထားပြင်ပထိခိုက်ဒဏ်ရာအရိုးကျိုးထားတဲ့အထွေထွေယောဂါထွေရဲ့အတွက်အခမဲ့စမ်းသပ်ကူတာပေးနေတယ်လို့သိရပါတယ်။အထီဆေးရုံမှာဆေးရုံဖွဲ့ထွေအဖွဲ့ဝင်30ဦးပါဝင်ပြီး April 4ရက်နေ့ကနေစတင်ကူတာမှုများပေးနေတာဖြစ်ပြီးနေ့စဉ်မနက်9:00ကနေညနေ9:00ထိ ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေလှုပ်ဆောင်ပေးနေတယ်လို့အခြားသောယာယီကျန်းမာရေးစင်တာတွေနဲ့စေယုံတွေမှလည်းငလင်ဘေးတန်တဲ့လူနာတွေကိုကုသမှုတွေပေးနေတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းဌာနအနေနဲ့2025ပထမ3လအတွင်းတက်စလာလျက်စစ်ကားရောင်းချမှု73ရာခိုင်နှုန်းနီးပါးကြာဆင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်လျှက်စစ်ကားထုတ်လုပ်ရေးတက်စလာကယခုနှစ်ပထမ3လအတွင်းကမ္ဘာတဝန်းကားရောင်းချရမှု73ရာခိုင်နှုန်းနီးပါးကျဆင်းသွားကောင်း2022နောက်ပိုင်းအဆိုးဆုံးဖြစ်ခဲ့ပြီးတက်စလာလျှက်စစ်ကားဝယ်လိုအားများဆက်လက်ကျဆင်းနေပါသေးတယ်။တက်စလာဟာဗုဒ္ဓဘုနေ့ကပထမ3လတင်ပို့မှုအရေအတွက်ကို ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ ယခုနှစ်ဇန်နဝါရီလမှမတ်လအထိတက်စလာကနေလျက်စစ်က33,000အစီးရေခပါတဝန်းသူပို့ဆောင်ခဲ့တယ်လို့ဖော်ပြခဲ့ရာဒါဟာယမန်နှစ်ထိုကာလနဲ့ရှင်ရင် အစီးရေ9,000လောက်လျှော်နေသွားပါထိဒီစကောက်ကြီးတွေ အခြားခန်းစားခွင့်တွေပြီးနေတဲ့ကြားကအခုလိုကြာစင်းလာတာဖြစ်ပါထိ ဥရောပဈေးကွက်ထွေးမှာတက်စလာရောင်းချမှုနှုန်းဆက်လက်ကျဆင်းနေပြီးပြင်သစ်မှာစရင်ပေးသွင်းသူအသစ်39ရာခိုင်နှုန်းနဲ့ဆွစ်တင်မှာ64ရာခိုင်နှုန်းကျဆင်းနေပါအထိတရုတ် EV ထုတ်လုပ်ရေး BYD ကတနှစ်ထက်တနှစ်23ရာခိုင်နှုန်းသက်လာပြီးတရုတ်ကုမ္ပဏီ Geely က169ရာခိုင်နှုန်းမြင့်သက်လာပါအထိ တက်စလာရဲ့စက်ရုံထွေးမှမော်တယ်ဝိုင်းလိုင်းပြောင်းလဲလာခြင်းကထုံလုံးမှုကိုရတနာပတ်များကြောင်းအောင်ဆုံးရှုံးစေပြီးလက်ရှိဖြစ်နေတဲ့ပြဿနာထွေးကိုတော့တက်စလာကမပြောထားပါဘူး။ပြီးခဲ့တဲ့သတင်းပတ်ကအမေရိကန်တက်လျှောက်တက်စလာအယောင်ဝယ်နေရာတွေမှာဆန်းနာပြမှုပေါင်း200ကျော်နဲ့ကမ္ဘာတဝန်းမှာလည်းဆန်းနာထုတ်ဖော်မှုများ ရှိခဲ့ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးကြတာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါအထိကြည့်ရှုအားပေးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ